အခုနှစ်တောင်ကြီးတဆောင်တိုင်ပွဲကတော့ဝေဖန်မှုတွေအရန်ကိုပဲမြင့်တက်နေပါတယ်။ဘာလို့လဲဆိုတော့ရင်ရနခအရန်စီးကြည့်တာတွေဟိုတယ်ခတဲ့အစမတန်စီးမြင့်တက်လာတာတွေပွဲစိတ်ခင်းတဲ့ကအစားတောက်တွေစီးအရန်ကြီးလွန်းတယ်ဆိုပြီးအမျိုးမျိုးဝေဖန်မှုမြင့်တက်နေပါတယ်။ဒါပေမဲ့ဒီဝေဖန်မှုတွေကိုခဏထားပြီးတော့တောင်ကြီးတဆောင်တိုင်ပွဲအကြောင်းနဲ့တောင်ကြီးတဆောင်တိုင်ဖြစ်ပေါ်လာပုံကိုအရင်ဆုံးပြောပြချင်ပါတယ်။ တောင်ကြီးမြို့ဟာချန်ပီယံမြို့တော်ဖြစ်တဲ့နဲ့အငီးအင်္ဂလိပ်ခေတ်ဖက်ဒရယ်ချန်စတိတ်ကာလမှာတောင်ကြီးမြို့နိုင်တနစ်တကြိမ်တန်လွန်အခြေဖက်နဲ့တန်လွန်နောက်ဖက်စော်ဝါများရိုင်းညီလာခံရှိပါတယ်။တနယ်နဲ့တနယ်ရိုးရာတလိမြောင်ဝှစားစင်ထုံဖွဲမှုများမှာမတူကြပဲကွဲပြားခြားနားနေတယ်လို့ညီလာခံပြီးတဲ့အချိန်မှာကထိန်ခင်ချင်းမဲ့ချိန်နဲ့ကိုက်ညီနေတဲ့အတွက်ကြောင့်စုပေါင်းကထိန်ပွဲကျင်ပခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာစော်ဝါများကတိတအလိုက်မတူကွဲပြားတော့ယဉ်ကျေးမှုအတတီကိုဖော်ပြခဲ့ကြတဲ့အထဲမှာမိပုံးလူတင်ချင်းတွေလည်းတစ်ခုအပါဖြစ်ခဲ့ပါတယ်။ဒါကြောင့်1900 34ခုနှစ်မှာကျင်းပခဲ့တဲ့စုပေါင်းပုံကတိပွဲမှာမီပုံလွတ်တင်ခြင်းဟာယနေ့အချိန်ထိအထင်ကြီးတဲ့ခုအနေနဲ့ကြံရင့်နေဆဲဖြစ်ပြီးတော့တောင်ကြီးမြို့အတွက်ကွန်တက်စီတော့တက်ဆောင်တိုင်ပွဲတော်ဖြစ်ဆက်လက်တည်ရှိနေဆဲပဲဖြစ်ပါတယ် တောင်ကျစ်တဆောင်တိုင်ပွဲတော်ဟာတာမန်ပြောပွဲရှင်ပွဲထက်ကိုအများကြီးကိုပိုပါတယ်။ဒီပွဲတော်ကိုအနေနဲ့အရရက်ကလူမျိုးပေါင်းစုံတိုင်းသားပေါင်းစုံကလာရောက်လည်ပတ်ကြပြီးလူဦးရေထောင်တောင်တိန်းတဲ့ရှီကိုစီကားလာပါတယ်။ဒါပေမဲ့ဒီလောက်စီကားလာတဲ့လူအုပ်ကြီးတွေကဒူမတီကော်မတီတသိန်းတွေကြားထဲမှာတဝိလည်ပတ်ကြရင်တဦးကိုတဦးရံဖြစ်တဲ့မျိုးလည်းတိတ်မရှိတလို့မိတ်ဆွေတငယ်ချင်းလူမျိုးပဲစားနောက်ပျော်ရွှင်ကြလေးရှိပါတယ်။နောက်ပြီးတော့တနေစီဝိတ်ကွန်နေကြတဲ့မိသားစုမိတ်ဆွေတငယ်ချင်းများကိုလည်းပြန်လည်ဆောင်တွေ့နေအောင်ဒီပွဲကဆွဲဆောင်နိုင်ပါသေးတယ်။နောက်ပြီးဒီပွဲတော် ကာလမှာတောင်ကြီးမြို့ရဲ့ HMO တန်နဲ့ဆောင်းရဲ့ HMO အငွေ့တက်ကိုလည်းထပ်တူခန်းဆားရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲကိုလာရောက်လည်ပတ်ကြတဲ့ချစ်တူဆောင်တွဲတွေဟာကြပြန်းလာတဲ့ကွန်ပင်ကြီးထဲမှာတယောက်ကိုတယောက်ပွက်ဖက်ထားပြီးတော့မိပုံးရဲ့အလတ်ကိုထပ်တူခန်းဆားကြည့်ကြရင်ဂျီနူးဆောင်နဲ့ပဲချစ်ချင်းမေတ္တာတွေကိုထပ်ပြီးတိုးပွားစေနိုင်ပါတယ်။နောက်ပြီးဒီဘွဲတော်မှာမိပေါင်းတစ်ခုတည်းတာကြည့်နိုင်မှာမဟုတ်ပဲအရှာတော်ပျော်စွန်စရာတွေလည်းအများကြီးကိုရှိပါသေးတယ် အဲ့ဒါကတော့အပျော်တမ်းပင်လယ်ဓမြစီးတာတွေရှစ်တူကောင်မလေးတွေအတွက်အပျော်တမ်းအယုတ်ပြည့်ကျူပေးနိုင်တယ်လို့ဘီယာပလင်းအချိုရည်ပလင်းတွေပြချတဲ့ဂိမ်းနဲ့အခြားသောဂိမ်းမျိုးစုံကိုလည်းစော့ကစားနိုင်ပါတယ်။ နောက်ပြီးဒီပွဲတော်ကိုပြည်သူများတော်စီပွားရေးအမြင်ဖြင့်ကြည့်ပေးမယ်ဆိုရင်လည်းအများကြီးကိုအကျိုးရှိစေပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုစီကားလာတဲ့ပွဲတော်ကြောင့်ဇေယောင်ပေမိသားစုစာဝတ်နေရတဲ့အတွက်ဖြည့်ရှင်းနေရတဲ့စေတဲ့မိသားစုတွေတတ်တော့အရန်ကိုမှအကျိုးရှိစေတဲ့ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ဒီနေရာမှာတခုပြောချင်တာကပွဲစီတန်းထဲမှာအစားအသောက်ဝယ်စားမိတဲ့သူတွေကအရန်ကိုစေကြည်လွန်းတဲ့လို့ငင်းယူကြလေးရှိပါတယ်။ဒါကတော့ဒီတဆောင်တိုင်ပွဲတော်မှမဟုတ်ပဲအခြားပွဲတော်တွေမှာလည်းတာမန်ထက်ကိုစေကြည်ကြလေးရှိပါတယ်။ ။ဘာကြောင့်စေကြီးရလဲဆိုရင်စေတဲတို့ရဲ့ဆိုင်ခန်းခါကလည်းမနှဲလာပါဘူးပေါ့နော်။ပြရင်ဒီဆိုင်ခန်းခါကရတဲ့ပတ်စံတွေကိုမြို့တော်စီပင်တရားဖွံ့ဖြိုးရေးနဲ့ဝိုက်ခင်းရဲ့တန့်ရှင်ရဲ့လုပ်ငန်းစဉ်မှာပြန်လည်အတုံးချလေးရှိပါတယ်။နောက်ပြီးတချို့တော်သူတွေကမိဘုံပြန်ကြည့်ရဖို့အတွက်တုံးလေးတိန်ပေးရတယ်ဆိုပြီးလိုင်းပေါ်မှာဖွားလေးရှိပါတယ်။ဒါကတော့ကိုယ့်ရဲ့ရွေးချယ်မှုပုံမှာပဲမူတည်ပါတယ်။ကိုကိုင်ဟိုက်ကလပ်ဆန်ဆန် ဘီယာတောက်လိုက်အမီစားလိုက်အေးဆေးဆေးနဲ့စိန်ရှိရှိမိဘုံလေးတွေကိုကြည့်ရှင်တော့ကြက်တုံတောင်ကနေကြက်လင်းငါတိန်ထိပေးရမှာပဲဖြစ်ပါတယ်အကယ်လို့ကိုကတပြားမမကုန်ချင်တော့ရှရတဲ့သူတွေနဲ့အတူကုမြင့်ကြီးထဲမှာကော်စော်လေးခင်းပြီးတညလုံး free ထိုင်ကြည့်နိုင်ပါတယ်ဘာလို့လဲဆိုတော့ဒီပွဲကိုကြည့်ဖို့အတွက်ပါဝင်ကြီးတပြားတစ်ချက်မှပေးစရာမလိုပဲ free ကြည့်နိုင်တဲ့ပွဲတော်ဖြစ်နေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် ။ဒါကြောင့်ဒီတက်ဆောင်တိုင်ပွဲတော်ဟာအမုံတရားမပွားတဲ့ပွဲချစ်ချင်းမေတ္တာတွေစီလုံးမှုတွေနဲ့ပေါ်ပန်မှုတွေလွှမ်းဆူးမှုတွေကိုအကုန်ပပျောက်ပေးနိုင်တဲ့ပွဲတော်လေးတစ်ခုပဲဖြစ်ပါတယ်။နောက်ပြီးတက်ဆောင်တိုင်ပွဲတော်ကိုမရောက်ဖူးမလဲဖူးသေးတဲ့အနေနဲ့အရရကမ်းမိတ်ဆွေတွေကိုလည်းတက်ဆောင်တိုင်ပွဲတော်ကိုတစ်ချိန်တစ်ခါလောက်တော့အရောက်လာပြီးအမတ်တရားတွေဖန်တီးတော်ဖို့ဖိတ်ခေါ်လိုက်ခြင်းပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတတ်တဲ့လည်းအလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာမှပြန်လည်ဆုံတွေ့ကြရအောင်ပါ။အလုံးပဲဘိုင်ဘိုင်။ နဲ့လာနေတဲ့မြင်ဘူးကြရဲ့လားတင်းယူရွှေနေရေတွေဆိုနေပြီရာဒီဆောင်ရောက်လာတော့အစမဲตายရဲ့ရှမ်းမြေချစ်စရာ